အားလုံးမင်္ဂလာပါအဝင်း channel မှာကြိုဆိုပါရစေကျွန်တော်ခုပြောပြမယ့်အကြောင်းအရာကတော့ကြီးမြတ်သူတွေကကဘာကြီးကိုဘယ်လိုပြောင်းလဲခဲ့တယ်လဲဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ကျွန်တော်လေးစားအကြရတဲ့ပုံကိုယ်တွေထဲမှာတဦးပါဝင်ဖြစ်တဲ့လူတယောက်အကြောင်းကိုပထမဦးစွာပြောချင်ပါတယ်ပြီးတော့သူ့ရဲ့ဟောပြောပွဲတွေကအကြောင်းအရာတွေကိုကောက်နှုတ်ပြောပြပေးချင်ပါတယ်အဲ့ဒီပုံကိုယ်ကတော့ APG အတူကလန်းဖြစ်ပါတယ် APJ အဒူကလမ်ဟာအိန္ဒိယနိုင်ငံရဲ့သမိုင်းမှာထူခဲ့တဲ့နေရာတစ်ခုကိုရယူခဲ့တဲ့ပုဂ္ဂိုလ်တူဖြစ်ခဲ့ပါတယ်။နံပါတ်၁အထူးအခမ်းကဏ္ဍနဲ့နောက်ပိုင်းသမိုင်းအကြောင်းကိုပြောရမယ်ဆိုရင်ကလမ်ကိုသိပ္ပံပညာရှင်တူအဖြစ်လူသိများပေမဲ့သူဟာအိန္ဒိယနိုင်ငံရဲ့၁၁ရောက်မြောက်သမရအဖြစ်၂၀၀၂ခုနှစ်ကနေ၂၀၀၇ခုနှစ်အထိတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သူဟာမူလကသိပ္ပံပညာရှင်အဖြစ်အသက်မွေးဝန်းကြောင်းပြုခဲ့ပြီးမှနိုင်ငံရေးနယ်ပယ်ကိုကူးပြောင်းလာခဲ့တဲ့ပုဂ္ဂိုလ်တူလည်းဖြစ်ပါတယ်။သူ့ရဲ့ပညာရေးသူဟာယူပဗေဒနဲ့လေကြောင်းအာကာသအင်ဂျင်နီယာဘာသာရပ်တွေကိုလေ့လာသင်ယူခဲ့ပါတယ်။ဘွဲ့ရခဲ့ပါတယ်။သိပ္ပံဆိုင်ရာစွမ်းဆောင်ချက်များကိုပြောရရင် သူကအိန္ဒိယနိုင်ငံရဲ့အရက်ဖက်အာကာသအစီအစဉ်နဲ့ဒုံးကြီးကာကွယ်ရေးစနစ်များထဲမှအနိကပါဝင်ပတ်သက်သူဖြစ်ပါစေ။သူ့ရဲ့ဂုဏ်ပုဒ်များသူက စာအုပ်များစွာရေးသားခဲ့ပြီးသမရဖြစ်တာဝန်ထမ်းဆောင်ခဲ့ကလေကြောင်းအာကာသအင်ဂျင်နီယာတူပေါမောက်ခါတူစသဖြင့်စွမ်းဆောင်ချက်များစွာရှိခဲ့ပါတယ်ဒါအပြင်သူကနိုင်ငံရေးသမားတိတ်ပံပညာရှင်နဲ့ကဗျာဆရာတူဖြစ်လည်းအတိမတ်ပြုခြင်းခံခဲ့ရပါတယ်နံပါတ်1ပြည်သူသမရဖြစ်လာခြင်းသူကနိုင်ငံတော်သမရဖြစ်တာဝန်ထမ်းဆောင်စဉ်အခါကပြည်သူတန်းပေါင်းများစွာနဲ့အဆက်မပြတ်ထိတွေ့ဆက်ဆံခဲ့သူဟာတိုင်းပြည်ရဲ့ ပြည်နယ်အားလုံးကိုတောင်ကုန်းတဲကန္နာရပင်လယ်တွေကိုဖျက်ဆီးကခီးလှဲ့လေခဲ့လို့သူ့ကိုပြည်သူတံမရလို့တော့တင်စားခဲ့ကြပါတယ်။နံပါတ်3ဆရာတူဦးဖြစ်ရတ္တီချင်းကလားမှာများပြားလာတဲ့ဆွမ်းဆောင်ချက်တွေရှိပေမဲ့သူ့ရဲ့အောင်မြင်မှုတွေထဲမှာသူက အနှစ်သက်ဆုံးခေါင်းစဉ်ကတော့ဆရာဆိုတာပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဆရာရဲ့အခန်းကဏ္ဍဆရာတူဦးအနေနဲ့လူငယ်တွေရဲ့စိတ်ကိုကြီးထွားလာအောင် ဉာဏ်ပညာကိုကြွယ်ဝလာအောင်အိမ်မက်တွေကိုလှုပ်နှိုးပေးဖို့နဲ့အဲ့ဒီအိမ်မက်တွေကိုပြုစုပြောထောင်ပေးဖို့အမခန်းအခွင့်အရေးရှိပါတယ်။သူ့ရဲ့ငယ်ဘဝအတွေ့အကြုံများသူငယ်စဉ်စနစ်သားအရွယ်ဒုတိယကမ္ဘာစစ်ဖြစ်နေချိန်ကတည်းကသူ့ရဲ့ပင်စမာတန်သိပ္ပံဘာသာရပ်ကိုသင်ပေးရဆရာတူဟာသူ့ကိုဘဝရဲ့ကြည်မှန်းချက်ဘီးရှင်းကိုပေးခဲ့သူဖြစ်ကြောင်းပြန်ပြောင်းပြောပြခဲ့ပါတယ်။ဆရာတန်းတဲ့ကိုဝင်လာတဲ့အခါသူ့ဆရာထံကနေဉာဏ်ပညာရောင်ကြီးနဲ့ဘဝရဲ့ တန်ရှင်းမှုယောင်ကြည်တွေကိုမြင်တွေ့ခဲ့ရတယ်လို့ဆိုပါတယ်။ပမောက္ခဖြစ်လုတ်ကင်ခြင်းသူဟာလက်ရှိတွင်လည်းပမောက္ခဖြစ်လုတ်ကင်နေပြီးငယ်ရွယ်တဲ့သူ့တီတီတွေနဲ့အတူအလုံးလုံးရတာသူ့အတွက် ကြီးမားတဲ့ပျော်ရွှင်မှုဖြစ်စေခဲ့ပါတယ်။ကလမ်းဟာသိပ်ပံပညာရှင်သူဖြစ်တယ်လို့နိုင်ငံတော်သမ္မတလည်းဖြစ်ခဲ့ပေမဲ့ဆရာတူဆိုတဲ့ဂုဏ်မှုကိုအကျိုက်ဆုံးလို့ပြောခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ဆရာတွေကလူငယ်တွေရဲ့စိတ်ကိုကြီးထွားလာအောင်ဉာဏ်ပညာကိုကြွယ်ဝလာအောင် အိမ်မက်တွေကိုလှုပ်နှိုးပေးဖို့နဲ့အဲ့ဒီအိမ်မက်တွေကိုပြုစုပြို့ထောင်ဖို့အခွင့်အရေးကောင်းတွေရှိနေလို့ပဲဖြစ်ပါတယ်။ဆရာတူရဲ့အမြင်နဲ့သူ့ရဲ့ထိတ်တန်းစီမင်းများ top 7 rule ကိုသတ်မှတ်နိုင်တဲ့အဓိကသဘောတရားတွေကိုတစ်ခုချင်းစီလေ့လာကြည့်အောင်။နံပါတ်1ဆုံးရှုံးမှုတွေကို စီမံခံွယ်တတ်ရမယ်။အောင်မြင်မှုကိုကင်တွယ်တတ်ဖို့သာမကဆုံးရှုံးမှုတွေကိုဘယ်လိုကင်တွယ်ရမလဲဆိုတာ သိဖို့အရေးကြီးပါတယ်အထူးသဖြင့်စီမံခန့်ခွဲမှုပတ်ဝန်းကျင်မှာရှိတဲ့လူငယ်တွေအနေနဲ့ဆုံးရှုံးမှုကိုစီမံခန့်ခွဲတတ်ဖို့နားလည်သိကြပါတယ်အလို့တစ်ခုလုပ်တဲ့အခါတိုင်းပြဿနာတွေကိုမလွှဲမသွေကြုံတွေ့ရမှာပါဒီနေရာမှာအဓိကသဘောတရားကတော့ပြဿနာသင်ရဲ့အကြီးအကဲမဖြစ်စေရဘူးသင်ဟာ project ခေါင်းဆောင်ဖြစ်စီတူးချင်းဖြစ်စီပြဿနာတွေရဲ့အကြီးအကဲဖြစ်လာပြီးအဲ့ဒီပြဿနာကိုအောင်နိုင်က အောင်မြင်မှုကိုရယူရမှာဖြစ်ပါတယ်နံပါတ် မဖြစ်နိုင်တာကိုစိတ်ကူးရဲရမယ်တီတွင်ဖန်တီးနိုင်စွာဟာတွေးခေါ်မှုစီဥတည်တယ်တွေးခေါ်မှုကအသိပညာကိုပေးတယ်အသိပညာကတင့်ကိုကြီးမြတ်စေတယ်တီထွင်သူဒါမှမဟုတ်ရှာဖွေတွေ့ရှိသူဖြစ်ချင်တင့်မှာလိုအပ်တဲ့ဇိုက်လက္ခဏာတွေရှိနေရတီထွင်မှုတွေနဲ့ရှာဖွေတွေ့ရှိမှုတွေဟာရလတ်ကိုအမြဲတမ်းစိတ်ကူးရင်နေတဲ့တီထွင်ဖန်တီးနိုင်တဲ့စိတ်တွေကနေပေါ်ထွက်လာတာပါဖန်တီးမှုစိတ်ကူးရင်ကန့်သက်ချက်တွေကို ချိုးဖြက်ခြင်းအဖြစ်သူတို့ကကဘာကြီးကိုပြောင်းလဲစေခဲ့ပါတယ်။သမိုင်းကိုပြန်ကြည့်မယ်ဆိုရင်မဖြစ်နိုင်တာကိုစိတ်ကူးရဲတဲ့သူတွေဟာလူသားတွေကိုကန့်တတ်ချက်အားလုံးကိုချိုးဖြက်ခဲ့သူဖြစ်ကြောင်းသက်သေပြခဲ့ပါတယ်။နံပါတ်3ထူးခြားသူ ဖြစ်ဖို့တိုက်ပွဲဝင်နေရလူငယ်တိုင်းဟာထူးခြားသူ ဖြစ်ချင်ကြတယ်။ကလမ်ကလူငယ်တိုင်းဟာသူတို့ ကိုယ်တိုင်ပဲဖြစ်ချင်ကြတယ်။ဒါပေမဲ့တင့်ပောင်ဝင်းကျင်ကတင့်ကို အခြားလူတိုင်းလိုဖြစ်လာအောင်နေမညာမှာအကောင်းဆုံးကြိုးစားနေတာပါအခြားလူများကဲ့သို့ဖြစ်ခြင်းဟာပထမအချက်မှာတော့တက်နောက်တက်တာရှိနိုင်ပေမဲ့ရေရှည်မှာစိတ်ချနာမှုမပေးနိုင်ပါဘူးဒါကြောင့်တင့်အတွက်စင်ခေါ်မှုကတော့လူသားတူးစိတ်ကူးနိုင်တဲ့အခက်ခဲဆုံးတိုက်ပွဲကိုတိုက်ရမှာဖြစ်ပါတယ်တင့်ရဲ့ကံကြမ္မာနေရာဖြစ်တဲ့ထူခြားတဲ့တင် ဖြစ်လာတဲ့အထိတိုက်ခိုက်ခြင်းကိုဘယ်တော့မှမရလိုက်ပါနဲ့နံပါတ်၄ပေကံဆွန့်လွတ်ရတာကိုပျော်နေရမ တင့်ရဲ့အသိပညာပိုကောင်းတဲ့စီးပွားရေးအခြေအနေဒါမှမဟုတ်ကျင်နာတဲ့စကလုံးတွေနဲ့တစုံတစ်ယောက်ရဲ့ဘဝကိုပျော်ရွှင်အောင်ပြုလုပ်နိုင်ခြင်းဟာလူသားတူစဉ်းစားနိုင်တဲ့အကောင်းဆုံးအရာဖြစ်ပါတယ်။တင့်ဟာတစုံတစ်ယောက်ကိုပေးကမ်းနိုင်ခြင်းဖြစ်သူ့ရဲ့ဘဝကိုပျော်ရွှင်အောင်လုပ်ပေးနိုင်မယ်ဆိုရင်ဒါဟာအကောင်းဆုံးပါပဲ။ဒီလိုလုပ်ခြင်းအဖြစ်ပဋိပက္ခကင်းတဲ့ကဘာကြီးကိုရရှိလာမှာဖြစ်ပါတယ်။နံပါတ်5အောင်မြင်မှုအတွက်လိုအပ်တဲ့အဆင့်၅ဆင့် အောင်မြင်ဖို့အတွက်တူးချင်းစီမှာမဖြစ်မနေရှိရမယ်ဇယိုက်လက္ခဏာ၅မျိုးကိုကလမ်းကပေါ်ပြခဲ့ပါတယ်အဲ့ဒါတွေကတော့နံပါတ်1အိမ်မက်ရှိနေရတယ်နံပါတ်2အတိပညာကိုအဆက်မပြတ်စီးပူးနေရနံပါတ်3စ조사အားထုတ်မှုရှိရမယ်နံပါတ်4ဇွဲလုံးလရှိရမယ်နံပါတ်5ကြတနာကိုမကြောက်တဲ့သူဖြစ်ရမယ်။နံပါတ်6ခေါင်းဆောင်မှုတမာတိနဲ့ပွင့်လင်းမြင်သာမှုရှိနေရမ ခေါင်းဆောင်ကောင်တူဖြစ်ဖို့ဆိုရင်ခေါင်းဆောင်တူရဲ့လောက်ရတိုင်းဟာပွင့်လင်းမြင်သာမှုရှိရမယ်အဲ့ဒီခေါင်းဆောင်ကတီချီခိုင်မာမှုဆိုတဲ့တမာတိနဲ့သာအလုတ်လုတ်ပြီးတီချီခိုင်မာမှုတမာတိနဲ့သာအောင်မြင်သင့်နံပါတ်9ဖြောက်မှတ်ခြင်းရဲ့ရလတ်နဲ့ကမ္ဘာငြိမ်းချမ်းရေးကိုပေါ်ဆောင်နေရမယ်ကလမ်ကအိန္ဒိယရဲ့အတွေးခေါ်ကိုကိုးကားပြီးဖြောက်မှတ်ခြင်းရဲ့အကျိုးဆက်ကိုချိတ်ဆက်ပြခဲ့ပါတယ် စိတ်နှလုံးထဲမှာဖြောင့်မတ်ခြင်းရှိတဲ့အခါဇယိုက်လက္ခဏာလှပမှု beauty ရှိရဇယိုက်လက္ခဏာမှာလှပမှုရှိတဲ့အခါအိမ်မှာတဟဆာတာဖြစ်မှု ရှိလာအိမ်မှာတဟဆာတာဖြစ်မှုရှိတဲ့အခါနိုင်ငံတော်မှာစီစနစ်ရှိလာနိုင်ငံတော်မှာစီစနစ်ရှိလာတဲ့အခါကဘာပေါ်မှာငြိမ်းချမ်းရေးရှိလာအဆအဆုံးကြည့်ရှုအပ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်နောက်လောလောကူကြည့်ရှုနေတဲ့ subscribe ကိုတစ်ချိန်လေးပေးထားပါလို့ မေတ္တာရက်ခံပါတယ်။လိုင်းနဲ့ရှယ်ကိုလည်းနှိပ်ပြီးစီးကျင်းပါတယ်။လူသားအားလုံးလွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Happy Great Day